အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025အောက်တိုဘာလ1ရက်နေ့ဒုတိယမြောက်ပို့ပေါ့ဗျာနော်ဘာသာကြားတယောက်ကကျွန်တော်ကိုလာမန်းသွားတဲ့မန်းလေးကိုလည်းဖြည့်ခြင်းတယ်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့တင်ထားတဲ့ state deck ဒီကိုလည်းမြင်လို့ပေါ့နော်နည်းနည်းလေးပြောခြင်းတာမစိုးရင်ចောင်းကြီးမှာယနေ့ယန္တနာဒီကြောက်စိမ့်ဒီဗရမယာဒီ ਨੇ ထာပနာတဲ့အခါမှာဓာရီကိုအဲ့ဒီမှာထာပနာမဲ့အတူတူဟလာចောင်းဝင်းနေစတဲ့ညောင်းနေဆောက်လိုက်ပါလားဆေးဥနေဆောက်လိုက်ပါလား မင်းတို့မြင်တဲ့အတိုင်းပဲစာသိညောင်းနေဆောက်လိုက်ပါလားဆေးဦးနေလှူလိုက်ပါလားလို့ပြောတဲ့လူတွေကမင်းတို့ရှီကအလှခံစားပြီးတော့တိုင်းပြည်ကိုရန်တိုက်ပြီးတော့အကောလုံးချမ်းသာကုန်ကြဟုတ်လားမျက်စိနဲ့မြင်တဲ့အတိုင်းပဲလीအဲ့ဒီလူတွေကဗဇက်ကလေးအာချောင်ပြီးတော့မင်းတို့ရှီကအလှခံစားသွားတာမင်းတို့တွေကဘဝပြက်ပြီးတော့အကောလုံးကြံရင်ခဲ့တာသူတို့ကဟိုမှာအမေရိကမှာတိမ့်ကိုတိမ့်နဲ့ချီပြီးချမ်းသာသွားပြီးဘီလီယံနာတွေဖြစ်ကုန်ကြပြီမင်းတို့ကဘဝပြက်ကုန်ကြတာလीလူတယောက်ရဲ့ စေတနာကိုတွားပြီးချုပ်ချယ်လို့မရဘူးသူတရားပေါက်တဲ့နေရာကိုလှုပ်မှာယနေ့မစိုးရင်အကြောင်းကြီးမှာဟလာစိန်စိန်ရွှေငွေယတနာတွေထပနာထားတယ်ဆိုတာကတစ်ချိန်ချိန်မှာသာသနာတော်ကိုဒီအကြောင်းကြီးတွေပြိုွားတဲ့အခါသာသနာတော်ကိုပြုပြင်ဖို့အကြောင်းကြီးလိုအပ်လာတဲ့အခါကျရင်ဒီယတနာတွေကိုထုခွဲရောင်းချပြီးတော့အကြောင်းတွေပြန်လဲတိဆောက်ဖို့အရှိမလဲမစိုးရင်ကြောင့်ဒါဒါကကြီးကရွှေတိုင်ကြီးတိုင်မှာရွှေတွေချခဲ့တာအဲ့ဒီအကြောင်းကြီးပြိုသွားတော့ အဲ့ဒီချွေချွေတွေပြန်ယူပြီးတော့အခုဒါတိတ်2000ကျော်3000ကျော်ပြန်ရဟုတ်လားမြန်မာတွေကဇေဒီပထိုးတွေတဲတယ်ဆိုတာဌာပနာထားတယ်ဆိုတာတစ်ချိန်ချိန်မှာဒီဇေဒီပထိုးတွေပြိုပြက်သွားလို့ရှိရင်ပြန်ပြီးပြုတ်ပြင်နိုင်အောင်ဒီနေရာမှာဒီဇေဒီကြီးကိုထပ်ပြီးမွမ်းမံနိုင်အောင်ဌာပနာထားတာအနားလေလားထာပနာဆိုတာဘယ်သူမှမကင်ရမထီရမဟုတ်ဘူးဒီစီဒီပထိုးတွေကိုပြန်ပြီးကိုရှေ့မြန်မာတွေကပရပိုက်တွေနဲ့ရည်ထားခဲ့တာတည်တည်ချာချာရွှေပေလာတွေနဲ့ရည်ထားခဲ့တာ အကယ်၍ခင်မာကုန်းမှာတွေ့တဲ့ရွှေပြည်လာတဲ့မှာအဲ့ဒါဒီပါလေအကယ်၍ဒီစေဒီတော်ကြီးပြိုပြက်သွားတဲ့အခါမှာလူတွေကမမွန်းနိုင်နိုင်လို့ရှိရင်ဟောဒီယတနာတွေကိုထုခွဲရောင်းချပြီးတော့ဒီစေဒီတော်ကြီးကိုပြန်လဲတိဆောက်ပါတခိုးတင်နဲ့တွေ့တော့အကုန်လုံးဌာပနာပေါက်ပြီးသွားတော့မစိုးရင်ចောင်းကြီးမှာတော့ဌာပနာပေါက်မဲ့လူတွေမရှိဘူးလေဒီရွှေတွေကိုပြန်ခွာပြီးတော့မစိုးရင်ចောင်းကြီးဆောက်ဖို့ပြန်လုပ်ကြတယ်ဒါပေမဲ့ဇွဲတက်ကဥဆောင်ပြီးတော့ဒီចောင်းတိုက်ကြီးကိုပြန်ပြီးမွန်းမှန်တဲ့ခါကျတော့ဗုဒ္ဓဘာသာကြီးရဲ့တရားတရားကြီး သူများကရဲ့တရားတရားကိုဝမ်းမြောက်ဝမ်းသာမရှိဘဲနဲ့ဟိုလိုလှုပ်လိုက်ပါလားဒီလိုလှုပ်လိုက်ပါလားလိုက်ချုပ်ချယ်လို့မရအောင်လူဆိုတာကိုယ်တရားပေါက်တဲ့နေရာကိုလှူမှာနီးဟုတ်လားနှာဘူးထားတဲ့ကောင်ကသူတရားပေါက်တဲ့မိန်းမတွေကိုနောက်ကနေဆပိုရင်းပေးမှာပေါ့မင်းအဲ့လောက်ကောင်မျိုးတွေကိုလိုက်ပြီးတော့မဝေးပါမယ်နဲ့ဘာသာရေးအတွက်ကိုတရားပေါက်တဲ့နေရာကိုလှူတဲ့လူတွေကိုလိုက်ဝေဖန်နေဆိုပြီးတော့မင်းတို့ရဲ့အုံနှောင်ညာအသိဉာဏ်အစင်တောင်းမင်းတို့နားလဲတဲ့နေဟုတ်လား မင်းတို့ကိုအဲ့လိုအသိဉာဏ်အစင်တန်းမရှိတဲ့ကောင်ကြီးကဂုံးတိုက်ပြီးဟိုးလိုလှူလိုက်ပါလားဒီလိုလှူလိုက်ပါလားနောက်ကနေမြောက်ပေးမြောက်ပေးမင်းတို့ရှိတဲ့ပတ်စံနေလှူလဲလှူပြီးတော့မင်းတို့ဗမာဗမာချင်းကိုတတ်ခိုင်းလိုက်တယ်ဗမာဗမာချင်းတတ်လို့ဒီတိုက်ပွဲကြီးကမနိုင်မှန်းလဲသိတယ်မအောင်မှန်းလဲသိလဲသိတော့အကုန်လုံးထွက်ပြေးကုန်ညာကြီးအဲ့ဒီပတ်စံနေအကုန်ယူအကုန်လုံးပြေးပြီးတရားမှမချန်တော့ဟုတ်လားဓာလို့တယ်အဓိကကဓာလို့တယ်ဟုတ်လားသူများကဂုံးတိုက်တိုင်းကိုလိုက်ပြီးတော့မရောင်တက်ဖို့လိုတယ်ဟုတ်ပြီလား